အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးဟာတရက်နေ့ဆယ်လပိုင်း2025ကနေ9ရက်နေ့ဆယ်လပိုင်း2025တပတ်တာကြုံတွေ့လာမယ်တနင်္ဂနွေသားသမီးတွေရဲ့ကံအဆိုးကောင်းကိုဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးဒင်းရတရားရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်တော့ဗမင်းသင်္ကားရဲ့တပည့်ဆရာစောင်းရင်တော်ဖြစ်ပါတယ် အဲကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ဒေတာမှာရှိနေတဲ့ကျွန်တော်အော် follow club လေးကို follow လုပ်ထားခြင်းအပြင်နေ့စဉ်နဲ့အမျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့စတင်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ့်တနင်္ဂနွေနေ့သားသမီးတွေရဲ့တပတ်စာဆယ်လပိုင်းတရက်နေ့ရနေ့ခုနှစ်ရက်နေ့ဒီတပတ်စာ hostel ကိုစပြီးတော့ကျွန်တော်ခေါ်လိုက်အောင်ရုံသုံးတနင်္ဂနွေနေ့သားသမီးတွေရဲ့ကံကြမ္မာဒီကာလမှာ တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာဟာကိုစိတ်ကူးရင်ထားတဲ့အရာတွေကိုတွေးခေါ်ထားတဲ့အရာတွေဟာလွဲချော်မှု များစွာနဲ့ကျွန်တော်တို့ကြုံတွေ့နေရပါမယ်။ဖြစ်လာလို့ဖြစ်လာလို့နဲ့စောက်စားနေတဲ့အရာတွေကအချင်းကြီးပဲဖြစ်လာပြီးတော့တခုခုကိုစိတ်ကူးရင်ဂျင်းလိုက်တိုင်းမှာပျက်စီးသွားတာတွေယိုယင်းသွားတာတွေဖြစ်ပေါ်တတ်ပါတယ်။ဆိုလိုချင်တာကဗျာကိုတခုခုလောက်တော့မလောက်ရသေးဘူး။ကိုယ့်ရဲ့စိတ်ကူးနဲ့တည်းမလောက်ဖြစ်တော့ဘူး။ ဆိုတော့လုံရင်ကောင်းမလားမလုံရင်ကောင်းမလားစသဖြင့်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နေတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာမေမေရရတည်တည်ချာချာလှုပ်ဆောင်ဖို့အတွက်ဘယ်ရာမဆိုခက်ခဲတဲ့ကာလအပိုင်းအခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးခြင်းပါတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီကာလမှာရေးကြီးဆုံးဖြတ်စရာရှိတဲ့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတိုးတက်ဖို့အတွက်လုပ်ငန်းအောင်မြင်ဖို့အတွက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့ကိုယ့်အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရမယ့်အချိန်ကြီးအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာအာတနင်္ဂနွေသားသမီးလုပ်ငန်းရှင်တွေကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လူတွေအနေနဲ့မှန်ကန်တဲ့တွဲခေါ်မှုတွေနဲ့ဆုံးဖြတ်ချက်ကိုတည်တည်ကြာကြာခိုင်ခိုင်မာမာချမှတ်ပေးဖို့အတွက်လိုအပ်ပါတယ်။ဒါကြောင့်မလို့လုပ်ငန်းကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ကြီးကြီးမားမားချတတ်ပါတယ်။ နောက်တစ်ခုကတော့ကြုံတွေ့လာမဲ့ငွေကြေးကိစ္စအင်းနဲ့ပတ်သက်တဲ့သတင်းတွေတာသမီတွေဖြစ်ပါတယ်ငွေကြေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကံကောင်းမှု ရရှိနေပါတယ်အဓိကတော့မိတ်ဆွေပေါင်းသင်းတွေရဲ့ကူညီဖေးမမှုအကိုအုပ်ထိန်တဲ့မိဘဆရာသမားတွေရဲ့ကူညီဖေးမမှုမိတ်ဆွေတင်ကြရတွေရဲ့ကူညီဖေးမမှုကောင်းနေကျွန်တော်တို့ရရှိလာလို့အကိုအနေနဲ့ခက်ခဲပြီးတော့ပစ္စည်းထုတ်ရောင်းနေတဲ့အရာရှိတယ်ဥမာအိမ်တို့ခြံတို့ကားတို့စိုက်ကယ်တို့စသဖြင့်ဒီလိုငွေပေါ်ဖို့အတွက် လှုပ်ဆောင်နေတဲ့ရောင်းချနေတဲ့အရာတွေနဲ့ရောင်းထပ်သွားပြီးတော့ငွေပြန်ပေါ်လာမယ်ဆိုတော့ကိန်းကနန်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့တရင်းကလေးသားသမီးတွေအနေနဲ့ဒီတပတ်တာမှာကောင်းမွန်နေတဲ့ငွေကြေးကံတွေတရှိနေပါတယ်။နောက်တစ်ခုကတော့ကြုံတွေ့လာမယ့်ကျွမ်းမကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကျွမ်းမကြီးကိစ္စမှာတော့တရင်းကလေးသားသမီးတွေကဒီကာလမှာနည်းနည်းလေးဝမ်ပိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဒုက္ခပေးတာတွေတွေ့ကြုံလာတော့တတ်တယ်။ အရေးပြားရာရန်တာတွေအခုဖိတ်ပေါက်တာတွေဒီလိုကာလမျိုးမှာဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်မလို့အတက်နိုင်ဆုံးအကူစားရှောင်းတာမျိုးအရေးများများတောက်ပေးတာမျိုးဒီလိုပြုတ်လုံမယ်ဆိုရင်ဒီလိုယောဂတွေကိုကျွန်တော်တို့ကာကွယ်နိုင်မဲ့အဲအနေထားကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့လာမဲ့တင်းငွေတွေသားသမီးတွေရဲ့အခြေအကျိစိုက်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်တင်းငွေသားသမီးတွေဒီတပတ်တာမှာအခြေအကျိစိုက်နဲ့ပတ်သက်ပြီးတော့ယုံကြည်ကိုးကွယ်မှုမှတ်တတ်ပါတယ် အထူးသဖြင့်ကတော့ဒီကာလမှာအခုမှချစ်သူစားထားမယ်အဖြစ်ပေးတဲ့လူတွေအနေနဲ့ကိုထင်ထားတာနဲ့ဖြစ်ပေါ်လာတဲ့တလွဲဖြစ်တတ်ပါတယ်အခုလက်ရှိချစ်နေတဲ့လူတွေကိုဆိုလိုတာမျိုးမဟုတ်ပေမဲ့အခုမှဒီလာမဲ့အပတ်မှဒီရက်ပိုင်းမှကို့လာပြီးတော့ရင်ခံနေတဲ့လူတွေကိုအဖြစ်ပေးမယ်ဒါမို့တခုခုပေါ့ဗျာရေလာမြောင်းမောင်းဖောက်ပဲဆိုလို့ရှိရင်အရှိကိစ္စမှာကိုထင်တာတမျိုးဖြစ်လာတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အဖြစ်မပေးခင်သူ့ရဲ့နောက်ကြောင်ကြာဆွေးနေကျွန်တော်စုံစမ်းမှုအတွက်လိုအပ်တယ်မလွတ်မကင်းတဲ့လူတွေဖြစ်တာမျိုး အာပြီးွားရင်ဟိုဘက်ကပြက်မလို့လို့ねကိုယ့်စီကိုပြက်ပြီးလို့ပြောပြီးတော့မှအဲ့လိုပြက်နာအရှုပ်ရင်းနေဒီလိုကာလမျိုးမှာဖြစ်ပေါ်လာတတ်တယ်။နည်းနည်းလေးတော့ဘူးဆိုင်ကိုတော့လိုအပ်ပါတယ်။လက်ရှိတင်းငွေတွေသာသမီအခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးချစ်သူရှိနေတဲ့လူတွေကိုကျွန်တော်မှားချင်တာကတော့ခင်မနိုင်မဲနဲ့ပေကလိုက်မစားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာဖြစ်လဲဆိုတော့ဒီကာလမှာအာမဟုတ်တဲ့ဆန်းနေအာကိုကပဲဆန်းပွင့်ပြီးသူများကပဲကိုကိုလာကြိုက်နေတယ်လို့လို့ဘာလို့လို့ねအဲ့လိုမျိုးပေါ့နော်။ကိုယ့်ရဲ့အခြေအေးကိစ္စတွေမှာ ဘလို့လာတဲ့အနောက်ချက်တွေကြုံတွေ့လာတတ်ပါတယ်။ဒါကြောင့်မလို့ငါကတော့စမ်းပွင့်နေတယ်ငါကတော့ဘာဖြစ်နေတယ်ဆိုပြီးတော့တော်ပြီးရှုပ်ပွေလိုက်မယ်ဆိုရင်လက်ရှိရှိနေတဲ့ relationship တွေမှာပြတ်သွားနိုင်တယ်။ဒါကြောင့်မလို့ဟိုဥမာအနေနဲ့ပြောမယ်ဆိုရင်တော့ဖင်မနိုင်မဲနဲ့ဖေကလိုက်မစားနဲ့ကိုယ်နေနဲ့ဖင်နိုင်ရဆိုရင်ရှုပ်ကျင်လဲရှုပ်ဖို့နော်ဒါကတော့ကိုယ်တဘောပေါ့နော်မရှုပ်တာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။နောက်တစ်ခုကတွေ့ကြုံလာမယ်ကျွန်တော်အိမ်တော်ကြီးကိစ္စဖြစ်ပါတယ်။အိမ်တော်ကြီးကိစ္စမှာကောင်းမွန်နေတဲ့ အဲကျွန်တော်တို့နမိတ်ပုံရိပ်ပြတ်ထားခြင်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာခြေတုံချတော့ဖြစ်စရာတွေတော့အနေချင်းရှိပါတယ်ဥပမာခရီးသွားဖို့အတွက်ဒါမှမဟုတ်မိသားစုအတွက်ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက်ကိုယ်အနေနဲ့တွေ့ဝေတာမျိုးတွေအဲစိတ်မပြတ်သားတာမျိုးတွေစိုးရိမ်ပူပန်မှုမျိုးတွေတော့အနေချင်းရှိလာနိုင်ပါတယ်တို့တော့မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဒီမိသားစုဝင်တွေကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့သားသမီးတွေနဲ့ကိုယ်နဲ့ ကြားထဲမှာအဆင်မပြေဖြစ်တာတွေတော့ပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တခုမှကျင်တာအိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်ပြီးဒီကာလမှာလေဟိုជីជីမမလှုပ်ဆောင်အောင်မဲ့ကိစ္စတွေជីជីမမပြောဆိုအောင်မဲ့ကိစ္စတွေအဲမလှုပ်ဆောင်တာပိုကောင်းလိုက်မယ်တကယ်လို့လုပ်မယ်ဆိုလို့ရှိရင်အဲ့လိုကိစ္စတွေကတစ်ခါတည်းနဲ့မပြတ်ဘဲနဲ့အဲဟိုခဏခဏပြန်ပြီးတော့ပြောနေရတတ်တယ်ခဏခဏပြန်လောရတတ်တယ်ပေါ့နော်ဒါကြောင့်မလို့အရေးကြီးကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာထပ်ပြန်လည်းပြန်လောရတယ်ဆိုရင်နမိတ်ပုံရိပ်မျိုးပြသထားခြင်းဖြစ်ပါတယ် ောက်တစ်ခါတော့ဝန်ထမ်းရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကလာမှာဝန်ထမ်းတွေဟာအကိုလုတ်တဲ့ကိစ္စမဟုတ်ဘဲနဲ့သူများလုတ်တဲ့ကိစ္စအဲကိုပါဂျားညက်တာမျိုးပဲကြည့်လို့ကြားတဲ့စားညက်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းခွင်မှာအာမခံတာတွေဂတိကဝတ်ပြုတာတွေကွန်ထရက်ချုပ်တာတွေอืมအဲပြီးွားတဲ့အခါကျရင်သူများကိစ္စထဲမှာကိုကဝင်ပြီးတော့ဟီးရိုးလုတ်တာတွေဒီကလာမှာရှောင်ကျင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဘာလဲဆိုတော့မိတ်ဆွေရဲ့ဇာတာဟောကဒီတရင်းကလေးသားသမီးတွေကဒီတစ်ပတ်တာမှာပဲကြည့်လို့ကြားတဲ့စားညက်တတ်ပါတယ်ဒါကြောင့်မလို့ view site ကိုအတွက် ြောကြရင်လည်းပဲကျွန်တော်ရဲ့တပတ်တာထောက်ဖလစ်မှုအစီအစဉ်ကိုဒီမှာပဲရနာဖွင့်ပြပါနောက်ရက်တွေမှာတနေ့လာအင်္ဂါဗုဒ္ဓဟူးကြာရပိတောက်ကြာစနေတွေကိုဆက်လက်ပြီးတော့ဟောတာပေးပါမယ်တလားတားတွေလည်းဟောတာပေးပါမယ်